ဗုဒ္ဓဘာသာမဟုတ်တဲ့ဂျပန်နိုင်ငံဘာလို့ချမ်းသာနေရလဲအဲ့ဒီမိကုံးကိုကျွန်တော်တို့မြန်မာ လူမျိုးတော်တော်များများဖတ်ဖူးကြမြင်ဘူးကြမယ်ထင်တယ်မြင်ခါးစားတော့ကကျွန်တော်လည်းတွေ့ဘူးတယ်ဘာလို့လဲပေါ့အဖြေကိုသိကျင်လို့ရှာကြည့်တော့ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေမဲ့အလှူဒန်းပြုတဲ့ပုံစံက အချိုးလိုလိုညောင်ရီလောင်းနေခြင်းသာဖြစ်တယ်ဆိုတော့ဗုဒ္ဓအဆုံးအမနဲ့ရှင်တွဲဖြေကြတဲ့ဆရာတော်ကြီးတပည့်အဖြေစာကိုပဲတွေ့ရှိခဲ့အခုတော့အဲ့ဒီမိကုံကိုကျွန်တော်ကိုယ်တိုင် ဖြေကြည့်ခြင်းတယ်ဖြေကြည့်နိုင်ပြီလို့လည်းယူဆတယ်ကျွန်တော်ဂျပန်ရောက်နေတာ10နှစ်ပြည့်တော့မယ် ီတော့အဲ့ဒီမိကုန်းကိုကျွန်တော်ရဲ့ကိုရွေ့တွေနဲ့ပဲနမူနာပြပြီးဖြည့်သွားခြင်း ਨੇ ကိုအားကိုကိုတဲ့လူတွေများလို့ဟုတ်တယ်အဲ့ဒီခုံးမဲ့ကျွန်တော်ဖြည့်ခြင်း ਨੇ ကိုအားကိုကိုတဲ့လူတွေများလို့အဲ့ဒီလိုဖြည့်လို့ဂျပန်နိုင်ငံမှာလဲအင်ဂျီမဲ့တွေ အလုံးမလုံးသူတွေလိန်စားသူတွေရှိတာပဲလို့ပြောလာခဲ့ရင်လေကျွန်တော်မငင်းပါဘူးဟုတ်ပါတယ်တိတ်ဟုတ်ပါတယ်ဒါပေမဲ့နည်းတယ်အရင်နည်းတယ်2021ခုနှစ်ဖျော်လတ်တရနေ့အာနာတိမ့်မှုကြီးဖြစ်တော့ကျွန်တော်နေတဲ့မြို့ကလေးကနေတူချိုသွားပြီးမတရားမှုကိုဆန့်ကျင်ကြောင်းမကြာခဏဆန္ဒထုတ်ပေါ်ခဲ့တယ် ဲ့ဒါကိုတည်တယ်ကျွန်တော်မိတ်ဆွေဂျပန်ကမင်းဘာသာသာလုံနေရလဲတဲ့ကျွန်တော်လဲဓာတ်ပုံတွေပြချင်းပြပြီးမင်းလိုက်ခဲ့ပါလားလို့ခေါ်တော့ no volunteer တဲ့မင်းငါ့ကိုပတ်သံပေးရင်ငါလိုက်မယ်တဲ့ကျွန်တော်အားရပါရရေပြစ်လိုက်မိတယ်ဒါအရှိတရားပဲလေ သူတို့တကကိုယ်နိုင်ငံအရေးကျွန်တော်တို့လို့မှမကြုံဘူးလားအိတ်ဆိုင်ပြီးလုတ်ဆရာဘာကြောင်းမှမရှိဘူးအားလုံးကဥပဒေတိုင်းပဲကိုယ်ပိုင်အချိန်တွေကိုတခြားလူကိုပေးเสียရမလို့အဖက်ဖက်ကပြည်စုံမိတာအမှန်တော့ကျွန်တော်နဲ့ပေါင်းတဲ့ဂျပန်တွေထဲမှာသူကပရာဟိတစိတ်ရှိဆုံးအရင်က ចောင်းเสียលុកခဲ့တယ်လူဒါမဲ့သူတို့ရဲ့နေ့စဉ်ဘဝမှာကိုယ်ပိုင်အချိန်ကိုကိုယ်သုံးကျင်တယ်လို့သုံးနိုင်ကိုယ့်လူကိုကိုယ်စိတ်ကြိုက်လုပ်နိုင်တယ်ကိုယ့်ဘဝကိုကိုယ်စိတ်ကြိုက်ပုံဖော်နိုင်တယ်ကိုယ့်နေ့ရက်တွေကိုယုံကြည်စွာဖြတ်တန်းနိုင်တယ်ဒါကြောင့်ဘယ်ရောက်ဖြစ်ဖြစ်ကိုယ့်နေရာကိုပဲကိုယ်ကြည့်တယ် ကိုเจ้าမဲကိုတွေးကြတယ်ကျွန်တော်တို့ကြာလို့မဟုတ်ကိုเจ้าမဲကိုတွေးနေလို့မရဘူးကိုနဲ့ဘွားသူတွေเจ้ามาတွေးရတယ်အဲ့လိုနဲ့ကျွန်တော်တို့ဟာတယောက်ကနေတယောက်ကိုကူညီလိုက်တယောက်ကိုတယောက်ကနေကူညီလိုက်နဲ့ကျွန်တော်တို့ဟာရှစ်ဆက်မတက်နိုင်တဲ့လိခဲ့တဲ့တွေအများကြီးဖြစ်နေခဲ့ရတာပဲ ။နောက်တစ်ယောက်ကကြတော့ပြီးခဲ့တဲ့နှစ်ကာမအထက်တန်းအောင်တဲ့ကောင်လေး။သူကမိဘရင်းနဲ့အတူနေတယ်။အသက်က16နှစ်။သူ့မိကသူ့ကိုကားတစ်စီးဝယ်ပေးထားတယ်။အိမ်စိတ်စားစိတ်တလောက်ရမ်း9000တောင်းတယ်။ဂျန်နာသူ့တုံးပဲ။ဂျန်နာသူ့ကိုယ်ပိုင်ဝင်ငွေပဲ။ ရန်9000ဆိုတာကြံ့ငွေ30လောက်ဖြစ်ပြီးသူသောတဲ့ကြံ့ငွေက30လောက်တော့အသာလေးရှိတယ်ကျွန်တော်သူ့ကိုမေးကြည့်ဘူးတယ်မင်းဘယ်ဘာသာကိုးခွေတာလဲဆိုတော့ तू ကဇဝီဇဝါနဲ့ငါမသိဘူးတဲ့ငါဖေကတမျိုးငါအမေကတမျိုးဆိုတာပဲငါသိတယ်တဲ့ငါဖေနဲ့ငါအမေက ငါ့ကိုဘယ်ပါတာကိုးကွယ်ပါလို့မပြောဘူးတဲ့ငါလည်းစိတ်ဝင်စားလို့ဘယ်ပါတာမှမကိုးကွယ်ဘူးကျွန်တော်ပြောပြခဲ့တဲ့ဒီမှာအလောက်ကိုင်းကြောင်းစောင့်နေကြောင်းငွေကြီးကြောင်းဘာသာရေးကြောင်းစီဝါရေးကြောင်းအားလုံးဖာသွားပြီလို့ထင်တယ် အားလုံးခြုံကြည့်လိုက်ရင်ဂျပန်နိုင်ငံကဗုဒ္ဓဘာသာကိုးကွယ်တဲ့လူတွေရှိတယ်ဆိုပေမဲ့ကျွန်တော်တို့နိုင်ငံတွေတော့အပေါင်းအင်းနေတယ်ဘာသာဘာသာကိုးကွယ်တဲ့လူတွေရှိကြတယ်ဘယ်ဘာသာဘယ်ဘလိုပဲကိုးကွယ်ကိုးကွယ်အဓိကကတော့လေစီဝိုင်းပဲဖြစ်ဖြစ် လူမှုပဲဖြစ်ဖြစ်ဘလို့အကြောင်းအရာတွေပဲဖြစ်ဖြစ် အားလုံးကိုထိန်းညှိပေးတာကတော့နိုင်ငံရေးပါပဲကျွန်တော်နိုင်ငံမှာအဲ့ဒီနိုင်ငံရေးကကမောက်ကမဖြစ်နေသည်၍အဲ့ဒီကမောက်ကမဖြစ်နေတဲ့နိုင်ငံရေးကိုအတုံးချနေတဲ့လူတွေရှိနေသည်၍အဲ့ဒီလိုအတုံးချနေမှန်းကိုအတုံးချနေမှန်းမသိတဲ့လူတွေရှိနေသည်၍ကျွန်တော်တို့ဟာဗုဒ္ဓဘာသာ နိုင်ငံကြီးပဲဖြစ်ဖြစ်ဘာနိုင်ငံကြီးပဲဖြစ်ဖြစ် ဆင်းရဲနေအောင်မှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကကိုအားကိုကိုတဲ့လူတွေအရန်နေတဲ့နိုင်ငံဖြစ်နေလို့ပါ